ျွန်တော်တို့အိန္ဒိယအမျိုးသားကောင်းဆောင်မဟာဂန္ဒီလိုပုဂ္ဂိုလ်မျိုးဖြစ်ပါရဲ့နိုင်ဖာနန်ဖာဝလန်လို့ခေါ်တဲ့ကျွန်တော်တို့လက်နက်ဆွဲကင်ရင်မရှိတဲ့အာနာရှင်ဖိဆန်မှုကိုလက်ဆွဲကင်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တဦးတယောက်တည်းရဲ့အမြင်အရဒေါအောင်ဆန်းစုကြည်ဒီကနေ့အကျဉ်းတော်ကလုံမြောက်လာတဲ့အချိန်ကြရင်တော့ UNG နဲ့ PDF ကိုအတိမတ်မပြုတ်သလို့ လန်းနဆွေကဲတော်နိုင်ရေးကိုလည်းသူ့အနေနဲ့ယာနှုံးပြေအားပေးမှာတော့မဟုတ်ပါဘူးဟုတ်ကဲ့ဆရာဒီရက်ပိုင်းဒီ NUG နဲ့ NLD ကြားတဲ့ကသတင်းတွေထွက်ပေါ်လာဒီ NUG နဲ့ NLD ပတ်သက်မှုမရှိဘူးလို့ဒီ NLD ရဲ့အတွင်းရေးမှူးအဖွဲ့ဝင်ဟောင်းဖြစ်တဲ့ဒီဦးဟန်တာမြင့်ကပြောဆိုထားတယ်ဆိုတော့ဒီသတင်းတွေလည်းထွက်နေတယ်ဒါကဂျားလူတွေစကားထွက်တဲ့သတင်းစကားတွေပါဒီကာယကံရှင်တွေ NUG နဲ့ဒီ NLD ဘက်ကတော့ဒါနဲ့ပတ်သက်ပြီးဘာမှတရားဝင်ပြောဆိုထားတာမျိုးတော့မတွေ့ရဘူး အဲဒါကယူသားမှုရှိရလားနိုင်ငံရေးအလက်အပြောင်းအတွက်ကစားတဲ့ဒီနိုင်ငံရေးကစားကွက်လားဒီအပေါ်ဘယ်လိုရှုမြင်ပါသလဲခင်ဗျဟုတ်ကဲ့ပါမေကွန်နဲ့မှပါခဲ့သလိုပဲကာယကံချင်းကိုယ်တိုင်ဥဟန်တာမျိုးကိုယ်တိုင်ပွင့်နေမြင်မှမူနဲ့မီဒီယာတွေကိုထပြခြင်းမရှိတဲ့အတွက်တော့ဒီထွက်ပေါ်လာတဲ့ထွက်ပေါ်လာချက်များသည်ဥဟန်တာမျိုးကိုယ်တိုင်ပြောတဲ့လိုတော့ကျွန်တော်ကမယူဆဘူးနောက်တစ်ခါက ဥဟာတာနဲ့ထုတ်ပြောတဲ့အထက်ကပါပါးလေးကိုကြည့်ပြီးတော့တစ်ချက်လေးကိုတော့ထောက်လို့ရတာက LD နဲ့ NUG နဲ့ပတ်သက်မှုမရှိဘူးလို့ပြောရင်တော့ LD ရဲ့ constitution ကိုပြန်လှမ်းဖို့လိုပါတယ်အဲ့တော့ကျွန်တော်တို့ LD ရဲ့ constitution မှာ CWC ပေါ့နော် Central Working Committee ဆိုတဲ့ဝဟာတာတလုံးတစ်ပါးဒါမှမပါပါဘူးအဲ့တော့ NUG ပေါ်ပေါက်လာတဲ့အခြေအနေဒီ ကျွန်တော်တို့မြန်မာနိုင်ငံဥတော်လိုက်ကနဦးဘိုင်းမှာ LDSCWC ကနေဝေးဖွားလာတဲ့အတွက်ကြောင့် LDD အဲ့ဒီ LDD ဖွဲ့ဝင်များသည် Megan Constitution မှာ Megan Constitution ကိုစာညင်ပြီးတော့အဖွဲ့အစည်းတစ်ခုကိုဖွဲ့စည်းတယ်အဲ့ဒီအဖွဲ့အစည်းကနေမှထပ်ဆက်အဖွဲ့အစည်းကိုထပ်မံဖွဲ့စည်းရတဲ့အတွက်ကြောင့် အလဒီနဲ့အယူကြီးဘာမှမတတ်ဆိုင်ဘူးဆိုတာတော့ကျွန်တော်အခုအဖြေစကားရရှင်းပါလိမ့်မယ်လို့ပဲကျွန်တော်ပြောပြရစေစကောက်စီဘက်ကတွဲဆုံဆွေးနွေးရေးအတွက်ညှိနှိုင်းနေတာကလည်းလက်ရှိအခြေအထိအဆင်မပြေသေးဘူးလို့သိရတယ်ဒီတော့စကောက်စီကသူတို့ရဲ့နိုင်ငံရေးစစ်ရေးအချက်အတဲကိုဖြည့်ရှင်းဖို့အတွက်ဒေါ်အောင်ဆန်းစုကြည်ကိုထောက်သုံးလာနိုင်လားခင်ဗျဟုတ်ကဲ့ပါကျွန်တော်တို့မြန်မာနိုင်ငံမှာ ချက်ဆက်ချက်လူလူအရေးတော်ပုံပြီးတဲ့နောက်ပိုင်းမှာဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ပုဂ္ဂိုလ်စီသစ်ကောင်စီအတွက်ဟိုတသာကံအနေထားမျိုးဖြစ်နေပါလေဒါတော့ကျွန်တော်အနေနဲ့လူရင်နဲ့တူချင်းပြောရရင်တော့ပြီးခဲ့တဲ့တန်းရွှေလက်ထက်တုန်းကဒေါ်အောင်ဆန်းစုကြည်ကိုထုတ်ရှုခဲ့တဲ့အနေထားမျိုးထုတ်ပြီးတော့ကစားခဲ့တဲ့အနေထားမျိုးတွေရှိတဲ့အတွက်ကြောင့်ဦးတန်းရွှေလောက်မှ အရင်အချင်းမရှိတဲ့မင်းအောင် နိုင်ကလည်းသူ့ရဲ့အကြက်တဲဘလုံးမရုံထွက်နိုင်တဲ့အချိန်တွေမရှိတော့တဲ့အချိန်မှာဒေါ်အောင်ဆန်းစုကြည်ကိုထုတ်ရှုနိုင်တဲ့အနေအထားမျိုးရှိတယ်လို့တော့ကျွန်တော်အပါဝင်နိုင်ငံရေးစောက်ကြည့်လေးလာပြီးတော်တော်များများဒါကိုသုံးသပ်ထားပြီးဖြစ်ပါတယ်2021ຫນွေဥတော်လန်ရေးစကတဲ့ကအခု2025ထိဆိုရင်၄နှစ်ကျော်ကြာမြင့်သွားပြီဒီ၄နှစ်ကျော်အတွင်းမှာ ဒေါအောင်ဆန်းစုကြည်ရဲ့မတ်ချက်စကားတွေဒီပြောဆိုမှုတွေကိုတရင်ဝင်မကြားရတော့ဘူးပေါ့နော်ဒီတဆင့်စကားတွေကိုပဲပြောဆိုဖော်ပြနေကြတာပဲတွေ့ရတယ်ဒီတော့ဒေါအောင်ဆန်းစုကြည်အနေနဲ့လက်ရှိမြန်မာနိုင်ငံရဲ့အခင်အကျင်းစစ်ရေးအခင်အကျင်းတွေကိုနားလည်သဘောပေါက်တယ်လို့ဆိုနိုင်မလားဘလို့နားလည်ရပါတယ်ခင်ဗျဒေါအောင်ဆန်းစုကြည်အနေနဲ့ကကျွန်တော်တို့ဒီ2021နှစ်ဥပိုင်းမှာစစ်ကောင်စီကဖမ်းဆီးထိန်းသိမ်းပြီးကြတဲ့ကသူ့အနေနဲ့ကမီဒီယာတွေကိုတရားဝင် ထုတ်ဖို့ပြောဆိုလို့မရပါဘူးအဲ့ဒီကာလာဆပြီးတော့အခုချိန်ဒီမှာ ਨੇ မင်းအွန်လိုင်းဒီဒေါ်အောင်ဆိုဒေါ်အောင်သုကြည်ကိုပြင်ပလောက ਨੇ လုံးဝအဆက်သက်ဖြတ်ထားပါတယ်ဒါကြောင့်မို့လို့ပြင်ပမှာဖြစ်ပေါ်နေတဲ့သတင်းအချက်အလက်တွေကိုဒေါ်အောင်သုကြည်အနေနဲ့ရရှိတယ်ဆိုရင်တော့20 25ရာခိုင်နှုန်းထက်မပိုဘူးလို့ကျွန်တော်ကတော့ဒီလိုပဲမြင်ပါတယ်ဒါကြောင့်မို့ဒေါ်အောင်ဖတ်ချက်ပေးရမယ်ဆိုရင်တော့ဒေါ်အောင်သုကြည်ပြီး အချက်လက်တော်တော်များများကိုရရှိထားခြင်းမရှိသလိုဒေါ်အောင်ဆန်းစုကြည်ဘက်ကတရားဝင်ထုတ်ဖို့ပြောပြောကြားတဲ့စကားကိုလည်းမီဒီယာတွေမှာတရားဝင်ဖော်ပြနိုင်နေမရှိတဲ့အတွက်ကြောင့်ဒေါ်အောင်ဆန်းစုကြည်တဲ့လက်ရှိမြန်မာနိုင်ငံရဲ့အခင်ကျင်းကဗရာတနံတန်တန်လုံးဝခြားနာနေပြီလို့ပဲကျွန်တော်မှတ်ချက်ပေးပါသေးတယ်။ဟုတ်ကဲ့ပါဆရာ ဒီတော့လက်ရှိမြန်မာနိုင်ငံရဲ့ဒီနိုင်ငံရေးစစ်ရေးအခင်အကျင်းတွေအရဒေါ်ဆောင်ဆန်းစုကြည်ကမြန်မာနိုင်ငံရဲ့နိုင်ငံရေးအခမ်းကဏ္ဍမှာအရေးကြီးပုံကိုအဖြစ်ရှိနေသေးလားဒီအသက်80အရွယ်အမျိုးသမီးတယောက်အနေနဲ့ပေါ့နော်သူ့ရဲ့အခမ်းကဏ္ဍနဲ့ဩဇာတယောက်မှုကဘယ်လောက်ထိအရေးပါနေသေးလဲဒီပေါ်ကိုသုံးသပ်ပေးပါဦးခင်ဗျအဲဒီနေရာမှာဒေါ်အောင်ဆန်းစုကြည်ကြီးကျွန်တော်တို့ငញ្ញိုင်းနိုဘယ်ဆုရတာတဲ့လူထုခေါင်းဆောင်တယောက်ဖြစ်ပါတယ်ဒါကြောင့်မို့လို့ ီကနေ့ຫນွေဦးတော်နိုင်ရဲ့အချိန်လေးကိုကြည့်ရင်လည်းဒေါ်အောင်ဆန်းသူကြီးရဲ့မွေးမြေတွေမှာသူ့တောင်းပေးတဲ့စကားတွေလူမှုကွန်ရက်မှာဒေါ်အောင်ဆန်းသူကြီးနဲ့ပတ်သက်ပြီးတခုတ်တရဖော်ပြနေတဲ့ဖော်ပြချက်တွေကိုကြည့်ခြင်းအားဖြင့်ဒေါ်အောင်ဆန်းသူကြီးသည်ပြည်သူလူထုရဲ့အသေးနှလုံးထဲမှာရှိနေသေးတယ်ဆိုတာတော့မြင်ပါတယ်။ဒါပေမဲ့လို့ဒီကနေ့မြမຫນွေဦးတော်နိုင်ရေးကိုကျွန်တော်တို့အဲ့လေဒီလိုအစုဖွဲ့မျိုး NUG လိုအစုဖွဲ့မျိုးဥဆောင်နေတာမှာဟုတ်ပဲနဲ့ ျွန်တော်တို့ရဲ့မျိုးဆက်သစ်ဂျီဆက်လူငယ်တွေကဥဆောင်နေတဲ့တော့ကြောင့်ဂျီဆက်လူငယ်တွေရဲ့မြမအနုဦးတော်နိုင် အခင်ကျင်းမှာဒေါ်အောင်ဆန်းစုကြည်ဒီခေါင်းဆောင်တယောက်အနေနဲ့တော့၎င်းပါဝင်သူတယောက်အနေနဲ့တော့၎င်းပါကောင်းပါပါလိမ့်မယ်သို့တော့ထောင်ကိုရချက်တဲ့လူလူအေးတော့ဘုံပြီးရဲ့နောက်ပိုင်းကနေပြီးတော့ 2020ကာလအထိစာမျိုးကိုတော့ဒေါ်အောင်ဆန်းစုကြည်ရားလိမ့်မယ်လို့ကျွန်တော်မထင်ပါဘူးဒေါ်အောင်ဆန်းစုကြည်သည် သူဖခင်ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ပြည်သူလူထုရဲ့အသေးနှလုံးထဲမှာကြံတဲ့အဆင့်ကလွဲရင်မြမຫນွေဦးတော်လံကြီးရဲ့အဓိကဦးဆောင်သူအဓိကအဆုံးဖြတ်ပေးနိုင်သူရဲ့အခန်းကဏ္ဍမှာတော့မရှိတာသိကြပါလား တကယ်လို့စစ်ကောင်စီကသာဒေါ်ဆန်းစုကြည်ကို ပြန်လွတ်ပေးခဲ့ရင်ဒေါ်ဆန်းစုကြည်အနေနဲ့ဒီ NUG နဲ့ PDF တွေကိုအတိအမတ်ပြုမယ်လို့ထင်လားနောက်တစ်ချက်ကဒီစစ်အာဏာရှင်တော်လှန်ရေးအတွက်တိုက်ပွဲဝင်နေတဲ့နိုင်ငံအနှံ့ကစစ်ပွဲတွေကိုရောအားပေးမယ်လို့ထင်လားဒီပေါ်ဘယ်လိုမြင်ပါသလဲခင်ဗျမှန်ပါတယ်ဒေါ်ဆန်းစုကြည်ဒီကျွန်တော်တို့အိန္ဒိယအမျိုးသားကောင်းဆောင်မဟာဂန္ဒီလို ပုဂ္ဂိုလ်မျိုးဖြစ်ပါရဲ့9 နန်ဖာဥလန်လို့ခေါ်တဲ့ကျွန်တော်တို့လက်နက်ဆွဲကင်ရင်မရှိတဲ့အာနာရှင်ဖိဆံမှုကိုလက်ဆွဲကင်တဲ့ပုံကုမျိုးဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့တယောက်တည်းရဲ့အမြင်အရဒေါအောင်ဆန်းစုကြည်ဒီကနေ့အကျဉ်းတော်ကလုံမြောက်လာတဲ့အချိန်ကြရင်တော့ NUG နဲ့ PDF ကိုအတိမတ်မပြုတ်သလိုလက်နက်ဆွဲကင်တော်လိုင်းရေးဖို့လေသူ့အနေနဲ့ညာနှုံးပြအားပေးမှတော့မဟုတ်ပါဘူး။သို့တော့သူသည် နိုင်ငံရေးဘာဝတဲ့လူထုခေါင်းဆောင်ဖြစ်သည့်အားလျော်စွာမြမຫນွေဦးတော်နိုင်ရေးလက်ရှိပြည်သူလူထုရဲ့ခုခံတွန်းလှန်စစ်ကိုလည်းသူအနေနဲ့ကန့်ကွက်မယ်လို့ကျွန်တော်မမြင်ပါဘူးဒါကြောင့်မို့လို့ဒေါ်အောင်ဆန်းစုကြည်သည်သူ့ရဲ့ပုပ်ကူရေးဖွဲ့ကန့်မူဝါဒကိုသူဆက်လက်ဆွဲကန့်အောင်ပဲ မြမအနွေဦးတော်လာရဲ့အခင်းကျင်းမှာတော့တုံတရာဝင်ရောဖတ်ဖတ်နိုင်ခြင်းမရှိဘူးလို့ပဲကျွန်တော်ကတော့ဒီလိုပဲအမှတ်ချက်ပေးသုံးသပ်မိပါနောက်ဆိုအနေနဲ့ဖြစ်ဆက်ပြောချင်တာရှိရင်လည်းပြောပြပေးပါဦးခင်ဗျဟုတ်ကဲ့ပါကျွန်တော်တို့ဒီမြမအနွေဦးတော်လာရဲ့ဒီအနီနဲ့အစိမ်ဖြစ်တဲ့တော်လာရင်မဟုတ်တယ်လို့စစ်တပ်နဲ့အလက်ဒီဂျာမဖြစ်ပေါ်နေတဲ့တော်လာရင်လည်းမဟုတ်ပါဘူးကျွန်တော်တို့မြန်မာနိုင်ငံလူမြန်မာနိုင်ငံသားတွေနဲ့ ဖက်စစ်တဲ့ရဲ့အကြာမှာဖြစ်ပေါ်နေတဲ့တော်လန်ရေးတနည်းအားဖြင့်ကျွန်တော်တို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေပန်ဆိုင်တဲ့အာဏာသုံးချက်ကိုကျွန်တော်တို့ခုခံတွန်းလှန်စေတဲ့ကျွန်တော်တို့ရယူနေတာဖြစ်တဲ့အတွက်ကြောင့်ပုပ်ကိုယ်သွဲလူမျိုးသွဲမထားဘဲနဲ့ဒီတော်လန်ရေးအောင်ပြီးအထိကျွန်တော်တို့ဆက်တပ်ပြီးတိုက်ပွဲဝင်သွားနိုင်ကြပါစေလို့ဆန္ဒပြုရင်းနဲ့ကျွန်တော်နေ့ကုန်ချုပ်ပါကျေးဇူးတင်ပါတယ်